a dog? Yeah, Stone X မှာကျေးဇူးပါတယ်။မနေ့ကတော့ Superman Trailer အတွက်ဘာတွေခံစားချက်ရစီလဲဆိုတာနဲ့ဘာတွေပါဝင်ခဲ့လဲဆိုတဲ့ video ကိုတင်ပေးခဲ့ပါတယ်။အခု video မှာတော့ Trailer မှာပြောဖို့ကြံနေသေးတဲ့ Predator တို့အခုအချိန်ထိအများစုလွတ်သွားနိုင်သေးမဲ့အသေးစိတ် details လေးတွေကိုစင်မိုင်းစင် breakdown လုပ်ပေးသွားမှာဖြစ်ပါတယ်။ And Papa Gang က Trailer clip ကိုသုံးဖို့အတွက် copyright မပေးတာကြောင့် Trailer video clip အစားပုံနေနဲ့အများစုကိုထောက်ပြပေးသွားပါမယ်။ကျွန်တော်ရဲ့ sexy sound နဲ့အတန်ပေါ်မှာဒါ focus ထားပြီးတော့အဆုံးထိကြည့်သွားပေးကြဖို့အတွက်ကိုလည်းတောင်းဆိုချင်ပါတယ်။ Intro လေးပြီးရင်စလိုက် I am vengeance. I am the night. I am Batman. โอเค right off the bat comment ဒီမှာလည်းအချို့က point out လုပ်နိုင်တာကိုတွေ့ရတယ်ပထမ breakdown မှာလည်းထည့်ပြီးတော့မပြောပေးမိခဲ့တာကတော့ Clark Kent ပုံစံကနေပြီးတော့ Superman ပုံစံကိုပြောင်းသွားတဲ့အခါမှာအတန်ကအစပြောင်းသွားခြင်းကိုမြင်ရပါလိမ့်မယ် Lewis ကိုသိစေချင်တာကသူဒီအမြဲတမ်းအများစုမြင်ရတတ်တဲ့ခြေတုံချတုံနဲ့ခက်ကြောင်ကြောင်တော်သားလေးဟုတ်မနေဘူးဆိုတာကိုပဲဖြစ်ပါတယ် and trailer shot တွေအရာဆိုရင်လည်းရုပ်ရှင်မှာ Lewis နဲ့မကြိုက်ခင်ကစင်နေ Lewis ကိုရားဖို့အတွက်ကြိုးစားခဲ့တဲ့ပုံစံတွေကိုလည်းရုပ်ရှင်တစ်ချောင်းမှာမြင်သွားရအောင်မှာဖြစ်ပါတယ် and James Gunn ဖြေထားတာအရာဆိုရင်အခု inter interview ဒီစင်ဒီ7မိနစ်တိတိကြာမယ်ဆိုပြီးတော့သိရပါတယ်ဆိုလောကကြီးနဲ့ politics တွေနိုင်ငံရေးတွေအပေါ်မှာ superman တယောက်ကဘလို့မြင်လဲဘလို့သတ်မှတ်လဲဆိုတာကိုထီထီမိမိနဲ့ conversation အကြာကြီးတစ်ခုအဖြစ်ဆွဲပြီးတော့ပြသွားမှာဖြစ်ပါတယ်ဒါဒီရုပ်ရှင် run time ရဲ့ 10%စာအချိန်အတိုင်းဒါတစ်ခုလည်းဖြစ်ပါတယ်။အန်စူပါမန်ထိုင်နေတဲ့ဘေးမှာဆိုရင်တပုံတစ်ခုကိုတွေ့ရပါတယ်။အရာဒီ Lois ဆိုတဲ့နာမည်ကိုစူပါမန်ကကောင်းကင်ပေါ်မှာတိမ်နေတဲ့ရေဆွဲပြထားခြင်းဖြစ်ပါတယ်။ဒီဘဲကဒီစူပါမန်က Lover Boy လေးဖြစ်တယ်ဆိုတာကိုလည်းထောက်ပြနေလို့ James Gunn ရဲ့ DCU ကလွတ်လပ်မှုကိုလည်းခံစားနိုင်မှာဖြစ်ပါတယ်။ဇာတ်ပြီးတရုပ်ဆောင် Frank Grillo ရဲ့ Rick Flag Senior Character ကိုတွေ့ရတယ်။စူပါမန်ရုပ်ရှင်အတွက်ပထမအဦးဆုံးတွေ့ရခြင်းလည်းဖြစ်လို့သူဒီ trailer မှာပြောထားတဲ့စကားအရာဆိုရင်နိုင်ငံတော်ကာကွယ်ရေးဆိုတဲ့ယာတူအထီးကိုပါရနေပြီးအာနာရှိ ိနေပြီဖြစ်ကြောင်းကိုပြောသွားခဲ့ပါတယ်။ trailer shot တွေအရဆိုရင်လည်းဒီဘိုးတော့ကရုံမထိုင်ပြီးတော့စာရွက်တွေပဲကြည်နေတတ်တဲ့နိုင်ငံရေးသမားတွေလိုမဟုတ်ပဲ Superman ကိုကိုယ်တိုင်စင်ဖန်တဲ့ကောင်မျိုးဖြစ်တယ်ဆိုတာကိုလည်းမြင်ရမှာဖြစ်ပါတယ်။ Lewis နဲ့ Superman တို့ပြောနေကြတဲ့ conversation ရဲ့အဓိကအကြောင်းအရာကတော့ Superman က Bolivia ဆိုတဲ့တိုင်းပြည်ရာကိစ္စကိုတွားပြီးတော့ဖြေရှင်းပေးခဲ့လို့ဖြစ်ကြောင်းကိုသိလိုက်ရပါတယ်။ Bolivia ဆိုတဲ့တကယ်အပြင်မှာလည်းမရှိပေမဲ့ fiction အနေနဲ့ဖန်တီးထားတဲ့ Middle East ဘက်ကတိုင်းပြည်လေတစ်ခုမှာဆိုရင်လက်နက်မရှိတဲ့သူတွေကိုလက်နက်နဲ့ကောင်တွေကအကြမ်းဖက်နေတဲ့အခါမှာကလေးတစ်ယောက်က စူပါမန်စူပါမန်ဆိုပြီးတော့တာနေခြင်းကြောင့်စူပါမန်ကအဝေးကြီးကနေကြားသွားပြီးချက်ချင်းပြေးပြီးလာခဲ့တင်ပေးခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုလည်းရုပ်ရှင်မှာလှလှပပရိုက်ပြသွားလိမ့်မယ်လို့ထင်ပါတယ်။အဲဒီကိစ္စကိုရှင်းပေးခဲ့တာကတော့ကိစ္စမရှိသေးဘူး။အဲဒီတိုင်းပြည်ရဲ့ hero ဖြစ်တဲ့ Hammer of Bravia ဆိုသူကစူပါမန်ကိုမြို့ထဲမှာလာပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်အပြက်အစီးတွေများသွားခဲ့တာကြောင့်အခုလိုစကားတွေပြောနေရတာဖြစ်ပါတယ်။ Hammer of Bravia ကိုမြင်ရတဲ့အချိန်မှဒီကောင်ကလေဘော်ကိုပြန်နိုင်တာကိုမျက်လုံးကလေဆာတွေဖြစ်နေတာကိုတွေ့ရပါတယ်။ကြာရတော့ဒီကောင်ကြီးကလည်း Lex Luthor က စူပါမန်ကိုလူအပြစ်မြင်အောင်အတွက်လူတွေကတလွဲထင်ပြီးတော့ရှုံချအောင်အတွက်ဆိုပြီးတော့လွတ်လိုက်တဲ့အကောင်ကြီးဖြစ်မယ်ဆိုပြီးတော့သိရတယ်လို့သူကနောက်ပိုင်းမှာမြင်ရမယ့် Ultra Man ရဲ့ Ali Prototype Version မျိုးဖြစ်နိုင်တယ်ဆိုပြီးတော့လည်းသိထားရပါတယ်ဒီမှာလူအများစုလွတ်သွားနိုင်မယ့်အရာကတော့ Hammer of Forivia နဲ့ fight နေတဲ့ fight မှာတော့နောက်ပိုင်း Engineer နဲ့ fight ဒီမှာကောတိုက်ခိုက်မှုတွေအနာမှာအများအမ်းပြန်ဝဲနေတဲ့ drone တွေရှိနေတတ်တယ်ဆိုတာကိုမြင်ရမှာပါဒါဒီ Lex Luthor က Superman ကိုအပြစ်တင်ဖို့အတွက်အနီးကရိုက်ချက်တွေရဖို့အတွက်လိုက်ယူနေရမျိုးဖြစ်နိုင်တယ်လို့သူက Superman ကို ုရှင်ချမနေရဘူးဆိုပေမဲ့အများရန်အနီးကပ်ကြည့်ရှုနေတာလေးလာနေတာစူပါမန်ကိုကိုယ်တိုင်တိုက်ခိုက်နေတယ်လို့ခံစားပြီးတော့ခြေနဲ့နေတတ်တဲ့ရုံညံ့တဲ့ဖယ်လိန်ကောင်မျိုးဖြစ်တယ်ဆိုတာကိုထောက်ပြနေပါတယ်ဒီရုပ်ရှင်မှာလက်စ်လူသာရဲ့ပလန်ကတော့စူပါမန်ရဲ့တည်ရှိနေခြင်းဒီကဘာကြီးကိုလုံခြုံစေတာမဟုတ်ဘဲနဲ့ကဘာကြီးကိုပို့ပြီးတော့အပြက်အစီးတွေများလာစေတာဖြစ်တယ်စူပါမန်ကလူဆိုးကြီးတွေနဲ့ရှင်ချရတဲ့အချိန်မှာအခုလိုမျိုးအပြက်အစီးတွေဖြစ်လိမ့်မယ်ဆိုတာကိုလူဒုကိုပြဖို့အတွက်ကိုယ်တိုင်ကအဲ့ဒီ deadly လူဆိုးကြီးတွေကိုဖန်တီးပြီးတော့ဆေလွတ်နေမယ်ကောင်စားမျိုးလည်းဖြစ်ပါတယ်သူဒီလူဒုနဲ့စူပါမန် န်ကိုခွဲခြားဖြစ်ခြင်းသူဖြစ်တဲ့သူမြင်တဲ့အတိုင်းလူသူကိုလည်းစူပါမန်အပေါ်မှာမြင်စေချင်တာဖြစ်ပါတယ်ထရေလာထဲမှာဆိုရင် Lex ရဲ့အတန်နဲ့ကြားရတာတကူကစူပါမန်ဒီ he ဆိုတဲ့လူသားတယောက်မဟုတ်ဘူး it ဆိုတဲ့တတဝါတစ်ကောင်ပဲဂျူသားတစ်ကောင်ပဲဆိုပြီးတော့ပြောသွားတာကိုလည်းကြားလိုက်ရပါတယ် and Lex Luthor ဒီရုပ်ရှင်မှာအဓိကအသုံးပြုသွားမဲ့ villain နှစ်ကောင်ကတော့ Ultraman နဲ့ The Engineer တို့ဖြစ်ပါတယ်ကောမိတ်ထဲမှာတော့ Ultraman ဒီ Superman ရဲ့ counterpart Superman ရဲ့လူဆို version ဖြစ်ပြီးတော့ဒီမှာဆိုရင်လည်း Ultraman က Superman ကိုနင်တော်ထဲမှာသွေးစိမ်းရှင်ရှင်ထွက်အောင်အထိတိတ်ပြနိုင်မဲ့ကောင်မျိုး ိုး Superman ဒန်တူပါပါရရှိနေမယ် maybe Superman DNA နဲ့တောင်မှဖန်တီးထားတဲ့ Superman ကလုံးကောင်မျိုးဖြစ်နေနိုင်ပါတယ်အဲဒီကောင်ဒီနောက်ပိုင်းမှာဘဇာရိုလိုပုံစံမျိုးဖြစ်သွားနိုင်တယ်ဆိုပြီးတော့လည်းကြားထားရပါတယ် Engineer ဆိုတာကတော့ trailer မှာမြင်ခဲ့ရတဲ့အတိုင်းသူ့ရဲ့ခန္ဓာကိုယ်ကိုကြိုက်တယ်လို့ပြောင်းလဲဖန်တီးနိုင်တယ်ဖင်ကြီးကြီးနဲ့လူစိုးမကြီးဖြစ်ပါတယ်သူတို့တွေဒီ Lex နဲ့အတူ Superman ရဲ့ Fortress of Solitude ထဲကိုပါဝင်စည်းခဲ့ကြရတယ်ဆိုတာမျိုးတွေကိုမြင်ရပါတယ် Lex Luthor ဒီ Crypto လေးကိုတောင်မှ Superman လို့ပဲဂျူသားတကောင်ဆိုပြီးတော့တတ်မှတ်တယ်နာကျင်အောင်လုပ်အောင်မှဖြစ်တယ်ဆိုပြီးတော့လည်းကြားထား ါရပါတယ်အဲ့လိုအချိန်တွေမှာအခုလိုမျိုးဝင်စည်းနေတဲ့အချိန်တွေမှာစူပါမန်ကဘယ်ရောက်နေလဲဆိုရင်ကတော့ Lex Luthor ကသူ့ရဲ့ Pocket Dimension ထဲမှာဖန်ထည့်ထားတာမျိုးဖြစ်နိုင်ပါတယ် and notice Superman ကိုမြေကြီးပေါ်ကိုခေါင်းထိုးဆိုင်လိုက်တဲ့အချိန်မှာကြံခဲ့တဲ့ Aquaria ကိုလည်းမြေကြီးပေါ်မှာမြင်ရအောင်မှာဖြစ်ပါတယ် Superman ဒီသူ့လောက်တန်းတူအားရှိတဲ့ကောင်မျိုးနဲ့ရှေ့မှာမချဘူးဆိုတာကိုလည်း Superman ရဲ့ reaction ကိုကြည့်ပြီးတော့မြင်ရအောင်မှာဖြစ်ပါတယ် Zabby Fortress ကိုဝင်လာခဲ့တဲ့အခါမှာ Lex ကသူ့ရဲ့စော်ကိုပါခေါ်လာခဲ့တယ်ဆိုတာကိုမြင်ရမှာပါဒါဒီ Miss Taskmaster ဖြစ်ပြီးတော့ Superman အကြောင်းမုံ ီစာတွေ line ပေါ်မှာစောင့်မြင်ကအောင် post တွေတင်တတ်တဲ့စော်ကြီးတွေပုံစံမျိုးအနေနဲ့ပါဝင်သွားမှာဖြစ်ပါတယ် Louis နဲ့ Mr. Terrific တို့ကို Hammer of Bolivia ဝင်လာခဲ့တဲ့ border ကြီးတစ်ခုရှိမှတွေ့ရတယ်ဒီ border က Lex ရဲ့ pocket dimension စီကိုရောက်တာမျိုးဖြစ်နိုင်ပြီးတော့အဲ့ဒီထဲမှာ Superman ကိုဖမ်းထားခဲ့တာကြောင့် Louis တို့ကလာပြီးတော့ကယ်ပေးသွားမယ်ဆင်မျိုးဖြစ်နိုင်ပါတယ် Louis ကိုအဲ့ဒီအင်ကြီးနဲ့ပဲ Superman ရဲ့မိဘရဲ့အင်စီကိုပြန်ပို့ပေးခဲ့တဲ့ shot တစ်ခုကိုလည်းမြင်ရအောင်မှာဖြစ်ပါတယ်နောက်ဆုံးမှာတော့ Superman နဲ့ Crypto ခွေးတို့ကိုပြရင်နဲ့အဆုံးသတ်သွားခဲ့ပါတယ် Betty ခွေးရဲ့ပိုင်ရှင်ဒီ Superman မဟုတ်ဘဲနဲ့ Super မန်းကခဏထိန်းထားပေးရတာဖြစ်ကြောင်းကြည်ထားပေးရတာဖြစ်ကြောင်းကိုလည်းတည်ထားရပါတယ်။ခွေးပိုင်ရှင်ဒီမီလီအယ်ကော့ရဲ့ Super Girl ဖြစ်ပြီးတော့ရုပ်ရှင်အစုံမှကင်မီယိုအနေနဲ့ပါဝင်သွားပြီးခွေးကိုလာခေါ်သွားမှမျိုးဖြစ်နိုင်ပါတယ်။သူတို့အတွက်လည်းနောက်ရုပ်ရှင်ဖြစ်တဲ့ Super Girl ကိုတိုက်ရိုက်တီးစလုပ်သွားမယ့်ပုံစံမျိုးလည်းဖြစ်နိုင်ပါတယ်။ Super Girl ရုပ်ရှင်မှာက Superman မပါတော့ဘူးဆိုပေမဲ့ Crypto ကတော့ဆက်ပြီးတော့ပါဝင်သွားမှာဖြစ်ပါတယ်။ And James Gunn က recent interview မှာပဲဖြေထားခဲ့တဲ့ DCU ကိုဖန်တီးမဲ့ပုံစံဆိုတာကလည်းစောက်ရမ်းလိုက်ပါတယ်။သူကရုပ်ရှင်တွေကို MCU လိုမျိုးတစ်ခုနဲ့တစ်ခုအများကြီးချိတ်ဆက်နေမှာမ ဟုတ်ဘူး the that story တခုစီပဲဖြစ်လိမ့်မယ် anti story ရဲ့ဒီ character တွေကရှီထားပြီးပြီဖြစ်တဲ့အတွက်လည်းတစ်ချိန်မှာ justice league လိုမျိုးစူပေါင်းရုပ်ရှင်မျိုးကိုရိုက်ချင်လာတဲ့အခါမှာယူသုံးလိုက်ရုံပဲဆိုပြီးတော့ဖြစ်ပါတယ် so predator တို့ကဘယ်လိုထင်ကြလဲ superman ရုပ်ရှင်အတွက်ရင်ခုန်နေကြပြီလား superman ရုပ်ရှင်ကိုကြိုက်ကြရလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးကိုကြိုက်ကြလို့ channel ကိုတိုင်းရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ video ရေးတက်လာတဲ့အခါ us တွေပြန်လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကိုစောင့်အောင်ကြည့်ပေးကြဖို့အတွက်လည်း down ဆွေးကြပါတယ် now video တွေမှာပဲတွေ့ကြရအောင်